ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါတယ်မင်္ဂလာပါရှင်။စကိုင်းငလင်ကြီးကစစ်ကောင်စီရဲ့အုပ်ချုပ်ရေးမြို့တော်နေပြည်တော်ကိုဘလောက်ထိခိုက်ပျက်စီးသွားစေလဲဆိုတဲ့အကြောင်းဒီတစ်ပတ်မှာပြောပြပါမယ်။မြမတမိုင်းတလျှောက်ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်စေခဲ့တဲ့စကိုင်းငလင်ကြီးနဲ့ ဆက်နှမိနစ်သာချရဖြတ်အပြင်းနောက်ဆက်တွဲမြင်းကလင်ကြီးကြောင့်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တရာဗဟိုချက်နေပြီးတော့ဟာပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့ပါတယ်စစ်ကောင်စီဟာမြင်းကလင်ကြီးကြောင့်အပြက်အစီးများပြားလာတဲ့အတွက်နိုင်ငံတကာကအကူအညီတွေရယူခြင်းတလို့တစ်ချိန်တည်းမှာပဲနေပြည်တော်ကအပြက်အစီးတွေသတင်းကိုလည်းအပြင်းမထွက်စေခြင်းပါဘူးနေပြည်တော်သတင်းကိုဖုံးထားခြင်းတဲ့စစ်ကောင်စီအတွက်တက်တာသွားတဲ့တစ်ချက်ကစကိုင်းကလင်ကြီးကြောင့်မတလေးစကိုင်းစရဲမြို့တွေမှာအပြက်အစီးတွေများပြားတဲ့အတွက် နိုင်ငံတကာနဲ့ပြည်တွင်းမီဒီယာတွေမှာရောလူမှုကွန်ရက်မှာပါအဲ့ဒီဒေတာတွေကပျက်စီးဆုံးရှုံးမှုသတင်းတွေကပဲဥစားပေးဖြစ်ခဲ့တာကြောင့်ပါဒါကြောင့်နေပြည်တော်ကအပြက်အစည်းတွေကိုသတင်းအမှောင်ချကျင်တဲ့စစ်အုပ်စုရဲ့ရည်ရွယ်ချက်ကအထိုက်အလျောက်အထမြောက်ခဲ့ပါတယ်ဒါပေမဲ့အချင်းကြလာတာနဲ့အမျှစစ်အုပ်စုရဲ့အာဏာဗဟိုချက်ဟာစကိုင်းငလင်ကြီးကြောင့်အထိနာခဲ့တဲ့သတင်းတွေတစတစထွက်ပေါ်လာပြီးဖြစ်ပါတယ်ငလင်ကြီးကြောင့်နေပြည်တော်ထိခိုက်ပျက်စီးမှုများခဲ့တာတွေကို လွတ်လပ်တဲ့သတင်းမီဒီယာတွေကအကြီးကထုတ်ဖော်ရေးသားခဲ့ကြတာပါစစ်ကောင်စီရဲ့ခေါင်းဆောင်တွေဝန်ကြီးတွေဟာငလင်အပီးအလုံးလုံးချောင်းပြတဲ့သတင်းတွေမှာဖြစ်ရမှန်အခြေအနေတွေကတစုံတစပါလာသလိုစစ်အုပ်စုကသတင်းအမှောင်ချဖို့ထိန်းချုပ်ထားတဲ့ကြားတွေကဒေသခံတချို့လူမှုကွန်ရက်မှာတင်တဲ့ဓာတ်ပုံဗီဒီယိုတွေကနေလဲနေပြီးတော့အပြည့်အစည်းတွေကိုမြင်တွေ့ခွင့်ရခဲ့ပါတယ်ဒီအခြေအနေတွေကြောင့်ငလင်ကြီးလှုပ်ပြီးတဲ့နောက်နိုင်ငံတကာမီဒီယာတွေကသတင်းရယူခွင့်တောင်းတာတွေကို စစ်ကောင်စီညှင်းပယ်ခဲ့တာဟာအံ့ဩစရာတော့မဟုတ်တော့ပါဘူး။သတင်းမီဒီယာတွေကိုပိတ်ပင်ရုံတင်မကပဲနေပြည်တော်ကစစ်ကောင်စီဝန်ထမ်းတွေကိုပါလူမှုကွန်ရက်မီဒီယာတွေမှာနေပြည်တော်ကတိုက်စုံးမှုပျက်စီးမှုအခြေအနေတွေကိုမတင်ဖို့မပြောဖို့စစ်ကောင်စီကကန့်တက်ခဲ့ကြောင်းဝန်ထမ်းတချို့ပြောပါတယ်။စစ်ကောင်စီဝန်ထမ်းတွေနဲ့ဒေသခံတွေရှိတဲ့နေပြည်တော်အတိုင်းအဝိုင်းဆိုတဲ့ Facebook group မျိုးတွေကိုပါစစ်ကောင်စီကထိန်းချုပ်ဖို့စူးစမ်းနေတယ်လို့ဝန်ထမ်းတွေကပြောပါတယ်။ နေပြည်တော်မှာရှိတဲ့စစ်ကောင်စီအဆောက်အအုံတွေရဲ့အ ਨੇ စုံ90ရာခိုင်နှုန်းလောက်ဟာပျက်စီးခဲ့ပေမဲ့ဒါကိုပြည်သူတွေသိရင်ဝမ်းသာကြမှာဆိုလို့စစ်ကောင်စီကတရေအမောင်ချဖို့စ조사ခဲ့တာလို့ CDM စစ်သားဗိုလ်ကြီးစင်ရောကသုံးသပ်ပါတယ်။နေပြည်တော်ကပျက်စီးမှုတွေထဲမှာပထမဆုံးမြင်တွေ့ရတာကတော့ Al Jazeera သတင်းဌာနရဲ့ဖော်ပြမှုကြောင့်စစ်ယုံချုပ်ရဲ့အပြက်စီးပဲဖြစ်ပါတယ်။စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကိုအင်တာဗျူးဖို့ Al Jazeera သတင်းဌာနက စစ်ရုံးချုပ်ကိုရောက်နေချိန်စကိုင်းကလင်ကြီးလှုပ်လို့သတင်းထောက်တွေရောစစ်သားတွေပါထွက်ပြေးရတာကို Al Jazeera ကမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်နိုင်ငံသားရေးယုံလွှတ်တော်အဆောက်အအုံတမရယုံတရားရုံးချုပ်စတဲ့စစ်ကောင်စီအုပ်ချုပ်ရေးရန်တရားတွေရဲ့အပြစ်အစီတွေတဖြည်းဖြည်းပေါ်လာပါတယ်။ People Spring ကအချက်အလက်စစ်ဆေးမှုနဲ့စုံစမ်းရရှိတာတွေအရစစ်ရုံးချုပ်တမရအိမ်တော်လွှတ်တော်ယုံနိုင်ငံသားရေးဝန်ကြီးဌာနပြည်ထရေးဝန်ကြီးဌာနနယ်စပ်ရေးရာဝန်ကြီးဌာနယုံ ပြန်ကြားရေးဝန်ကြီးဌာနယုံစတဲ့ယုံတွေရဲ့အဆောက်အအုံတွေပျက်စီးခဲ့ပါတယ်။အပြက်အစီအများဆုံးကတော့အရေးအသွေးစစ်ဆေးမှုမရှိဘဲအ мян ဆောက်ထားတဲ့ဝန်တန်းအင်အားတွေပဲဖြစ်ပါတယ်။စစ်အုပ်စုရဲ့အရက်ဘတ်အဆောက်အအုံတွေတာမကပဲစစ်ဘတ်အဆောက်အအုံတွေလည်းထိခိုက်ပျက်စီးခဲ့တာပါ။နေပြည်တော်မှာရှိတဲ့ကာကွယ်ရေးပစ္စည်းထုတ်ဆက်ယုံနှစ်ယုံလည်းထိခိုက်ခဲ့ပါတယ်။2024စက်တင်ဘာလကလည်းကပ္ပါစာဆက်ယုံဟာရေဘေးတံခန့်ခဲ့ရပြီးစကိုင်းငလင်ကြောင်လည်းထပ်မံထိခိုက်ပျက်စီးခဲ့ရတယ်လို့ နေပြည်တော်ကစစ်ရေးသတင်းရှင်းပြတချို့ပြောပါရယ်နေပြည်တော်ရဲ့ထိခိုက်ပျက်စီးမှုအခြေအနေကိုသိသာစေတဲ့အချက်ကတော့စစ်ကောင်စီရဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကဧပြီ14ရက်နေ့မှာထုတ်ပြန်တဲ့အစီရင်ခံစာကြောင့်ပဲဖြစ်ပါရယ်ငလင်ဘေးတင်ပြီးနေပြည်တော်မှာပြောင်းရွှေ့နေထိုင်ရတဲ့အိမ်ထောင်စုပေါင်း2000 9000ခန့်ရှိပါရယ်ဒါဟာမန္တလေးတိုင်းတတိုင်းလုံးယာယီရွှေ့ပြောင်းနေထိုင်ရတဲ့အိမ်ထောင်စုပေါင်း1000 1000ကျော်ထက် ။စကိုင်းတတိုင်းလုံးကအင်ထောင်စု2600ကျော်ထက်အများကြီးပိုများနေတာပါ။ဒီစည်ရင်းတွေကိုစစ်ကောင်စီကအဖြစ်မှန်နဲ့အနည်းဆက်ဆုံးထုတ်ပြန်တာဟာနိုင်ငံတကာကပေးအပ်မဲ့အကူအညီတွေကိုနေပြည်တော်ကအများဆုံးရချင်လို့ထုတ်ပြန်တာလည်းဖြစ်နိုင်တယ်ဆိုတဲ့သုံးသပ်မှုတွေရှိနေပါတယ်။ဒါအပြင်စစ်ကောင်စီစီကလျှဝက်ချက်ဆိုပြီးပေါက်ကြားလာတဲ့နေပြည်တော်အပြက်အစီးအချက်လက်တွေမှာပျက်စီးထိခိုက်သွားတဲ့ရုံးနဲ့ဌာနဆိုင်ရာအဆောက်အအုံပေါင်း800ကျော်ရှိတယ်လို့ဆိုပါတယ်။ပြောကြတာရယ် လူနေထိုင်လို့မရတဲ့အဆောက်အအုံပေါင်းက300ကျော်ရှိတယ်လို့ဆိုထားတာပါ။ဒါပေမဲ့အဲ့ဒီစိန်ကို People Spring ကအတည်ပြုလို့မရပါဘူး။ပြီးတော့စစ်ကောင်စီကအပြင်မှာထွက်နေတဲ့သတင်းတွေထက်အပြက်အစီနည်းတယ်ဆိုတာမျိုးဖြစ်အောင်လှုပ်ဝက်ချက်ဆိုပြီးတော့ပေးချင်တဲ့သတင်းကိုတမင်ဖြန့်တာမျိုးလဲလုတ်တတာကြောင့်သတိပြုဖို့လိုပါတယ်။နေပြည်တော်ကဝန်ထမ်းတအူပြောတာကတော့ဝန်ထမ်းအိမ်ရအကုန်နှီးပါးကနေမရတော့ဘူး။အဲ့ဒါတွေကို အခုသူတို့အမြန်ဆုံးပြန်ဆောက်ဖို့ညွှန်ကြားထားတာရှိတယ်။ ပြီးတော့ဝန်ထမ်းတွေကိုနေပြည်တော်ကနေထွက်မသွားဘူးသတိပေးထားတယ်လို့ပြောပြပါတယ်။နေစရာမရှိလို့နေကိုပြန်တဲ့ဝန်ထမ်းတွေကိုပြန်ခေါ်တယ်လို့တခြားပြန်ချင်တဲ့သူတွေကိုလည်းပြန်ခွင့်မပေးဘူးလို့ဝန်ထမ်းတချို့ကပြောပါတယ်။ဒါအပြင်စစ်ကောင်စီဟာအုတ်ချုပ်ရေးရန်တရားတွေကိုအ мян လဲပတ်စေချင်တာကြောင့်တရုတ်နဲ့နိုင်ငံတကာကပေးတဲ့ရွက်ပြင်တဲတွေမှာရုံးလုပြီးဝန်ထမ်းတွေကိုရုံးတက်ခိုင်းနေတယ်လို့တချို့ဝန်ကြီးဌာနတွေကိုပြောင်းရွှေ့ဖို့အစီအစဉ်နေပါတယ်။ မိသားစုဝင်တွေသေချေပျက်စီးသလိုပိုင်ဆိုင်တဲ့ဥစ္စာတွေပါဆုံးရှုံးရတဲ့စစ်ကောင်စီဝန်တန်းတွေဟာနေထိုင်ရေးအဆင်မပြေသလိုအပေါ့လေးစွန့်ပို့တောင်းအဆင်မပြေတဲ့ရွက်ဖြင့်တဲတွေထဲမှာရုံတက်ဖို့ဖိအားပေးခံနေရတာကြောင့်အတော်လေးအဆင်မပြေဖြစ်နေတယ်လို့ဝန်ထမ်းတချို့ကပြောပါတယ်။ပိုဆိုးတာကတော့အဆောက်အအုံတွေအောက်မှာပြီးမိပြီးသေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကိုမထုတ်ရသေးတာကြောင့်တချို့နေရာတွေမှာအနံ့တွေထွက်နေတာပါ။စစ်ကောင်စီရဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရဲ့ ဧပြီ14ရက်ထုတ်ပြန်ချက်အရနေပြည်တော်မှာပဲစကိုင်းကလေးကြောင့်သေဆုံးသူ665ဦးရှိတယ်လို့ဆိုပါတယ်။ဒဏ်ရာရသူပေါင်းက864ဦးရှိတယ်လို့သိရတာပါ။ဒီအခြေအနေတွေကြောင့်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တရာဟာစကိုင်းကလေးကြီးမှာအထိနာခဲ့တာကဘလို့ပဲဖုံးကွယ်နေပါစေဟမ်မဆောင်နိုင်ပဲပေါ်လာပါတယ်။ဒါကြောင့်စစ်အုပ်စုရဲ့အုပ်ချုပ်ရေးရန်တရာတွေဟာနေပြည်တော်မှာပဲဆက်ရှိမလား။တခြားဘက်ရွှေ့ပြောင်းမလားဆိုတာကိုပြည်တွင်းပြည်ပကစောင့်ကြည့်နေပါတယ်။ ပြည်ပနိုင်ငံတွေရဲ့ကျူးကျော်မှုတွေရှိလာရင်ခုခံကာကွယ်ဖို့လွယ်ကူအောင်ဆိုပြီးနိုင်ငံအလဲပိုင်းကြက်ပြေးအရက်ကိုအုပ်ချုပ်ရေးရန်တရားတွေ2004ခုနှစ်မှာအ мян တိဆောက်ပြောင်းရွှေ့ခဲ့ပေမဲ့စကိုင်းကလင်ကျောပေါ်မှာစောင့်မိနေတာကတော့စစ်အာဏာရှင်တွေရဲ့အမျှော်မြင်ကြီးမှုပဲဖြစ်ပါတယ်။ဒါအပြင်မြင်းကလင်တန်ခံနိုင်အောင်ဆောက်ဖို့လိုတယ်ဆိုတော့တဘာဝဘေးကြိုတင်ကာကွယ်ရေးအမြင်မရှိပဲအဆောက်အအုံတွေကိုအရေးအသွေးစစ်ဆေးမှုမရှိအ мян ပြီးဖို့တခုတည်းဆောက်ခဲ့ကြတာပါ။ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာလည်းအရေးအသွေးထက်စစ်တပ်အနှွေတွေနဲ့ခရိုနီတွေရဲ့ဆောက်လုပ်ရေးကုမ္ပဏီတွေကပဲကိုယ့်အတွက်ငွေများများကြံအောင်အဓိကထားပြီးနိုင်ငံဗန်ဒါငွေတွေကိုဈေးသီးပန်းမှောက်ခဲ့ကြတာမှာနှစ်20ပဲရှိသေးတဲ့မျိုးသက်ကြီးဟာစကိုင်းငလင်ကြီးနဲ့အတွေ့မှာတော့အဆက်တကွဲဘုံဘုံလဲကြတဲ့အခြေအနေပဲဖြစ်ပါတော့တယ်။ People Spring ရဲ့အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ပြည်တွင်းသတင်းဆောင်ပါအစီအစဉ်ကိုတော့တနင်္ဂနွေနေ့မနက်၈နာရီချိန်တိုင်းမှာနားဆင်နိုင်ပါရရှင်။ ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပါရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပော့ဆူအောင်ကြိုးချက်ပြီးမှပဲတောက်တင်ပါတယ်